အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က60ဒီတော့ရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲရလဒ်တွေကိုနိုင်စင်ထုတ်ပြန်ပေးနေတာဒီနေ့ဆိုရင်၃ရက်မြောက်နေ့ဖြစ်ပါတယ်။ကော်မရှင်ရဲ့ညနေ၃နာရီအထိထုတ်ပြန်ချက်အရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်243ဦးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်136ဦးကိုကြေညာခဲ့ပြီးဖြစ်ပါတယ်။ တည်သူလွှတ်တော်အတွဲကိုစလဲ80နဲ့အမျိုးသားလွှတ်တော်အတွဲကိုစလဲ54ဦးသာထုတ်ပြန်ရင်ကျန်တော့တယ်လို့တီတောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မြင့်နိုင်ကပြောပါတယ်။ကြေညာပြီးတဲ့ရက်လက်အနေထားအရပါတီလက်ရရှိတဲ့လွှတ်တော်ကိုစလဲဥယျာတော်ဖြစ်ရင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က60ရာခိုင်နှုန်းရထားပါတယ်။အစိုးရဖြစ်တဲ့ USDP က900ရာခိုင်နှုန်းရထားပါတယ်။ နောက်ကျွန်တော်တို့အပြာရောင်ဖြစ်တဲ့ SNLD က၄ရာခိုင်နှုန်းရထားပါတယ်အခြားပါတီတွေကတော့ကျွန်တော်တို့၄ရာခိုင်နှုန်းရထားပါတယ်25ရာခိုင်နှုန်းကျင်ညာရန်ကြာရှိနေကြောင်းပြတာထားခြင်းပဲဖြစ်ပါတယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းနေနဲ့ပတ်သက်လို့160နေရာရွေးကောက်တင်ရောက်ထားတဲ့နေရာမှာကျွန်တော်တို့136ဦးကိုကျင်ညာပြီးဖြစ်ပါတယ် အဲ့တော့54ဦးကြေညာရန်ကြံပါတယ်ဒါကလေးပဲကျွန်တော်တို့သိတာဒီရတာပါတယ်ပြည်သူ့လွတ်တော်မှာတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က60ရာခိုင်နှုန်းတီတောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက9ရာခိုင်နှုန်း SNLD က4ရာခိုင်နှုန်းနဲ့အခြားပါတီတွေက4ရာခိုင်နှုန်းရရှိထားပါတယ် အမျိုးသားလွတ်တော်မှာတော့ NLD က59ရာခိုင်နှုန်း USDP က6ရာခိုင်နှုန်း SNLD က6ရာခိုင်နှုန်းရရှိထားပါတယ်မြန်မာဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကနိုင်ငံတော်သမရာပြည်ထောင်စုလွှတ်တော်နာယကနဲ့တမရောကာကွယ်ရေးဦးစုချုပ်တို့ကိုတွေ့ဆုံခွင့်တောင်းခံခဲ့ပါတယ်။အစိုးရနဲ့ကာကွယ်ရေးဦးစီချုပ်တို့ကလည်းတွေ့ဆုံမယ်လို့ပြောထားပါတယ်။ဒီလိုတွေ့ဆုံပြီးရင်အနိုင်ရတဲ့ကိုယ်စားလှယ်တွေအပြောင်းလဲလုပ်နိုင်သေးလားလို့မေးရမှာကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်ကအခုလိုပြောပါတယ်။ ုကျွန်တော်တို့ကဒီကြီးညာထားတဲ့အမတ်တရားပြောင်းလဲဖို့အချိန်လေးမရှိပါဘူးသို့တော်ကျွန်တော်ကြီးညာပြီးလို့ရှိရင်တစ်ဖက်ရှင်ပြိုင်နေတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းကအခုရရှိလိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒီဒီဒီလွှတ်တော်ရုပ်ကောက်ပွဲဥပဒေအခန်း၁၄မှာပါတဲ့တရားမဲ့ပြုကျင့်မှုတွေကိုကျူးလွန်လို့သာလျှင် သူကအနံ့ရသွားတာပါဒါလို့ကျွလွန်းလာမရှိကျွလွန်းတဲ့အတွက်ကြောင့်သူအနံ့ရသွားတယ်ဒါကြောင့်အနံ့ရပြီအဲ့ဒီမဲတို့နှုတ်လိုက်ကျွန်တော်သားလည်းအနံ့ရပါတယ်ဆိုပြီးတော့တောက်ွက်ပိုင်းကရှင်ပြိုင်နဲ့လွတ်တော်ကိုယ်စလဲလောက်ကိုပေးထားပါတယ်အဲ့ဒါလည်းပဲ45ရက်အတွင်းကိုကောက်ွက်ရမှာပါ45ရက်အတွင်းကောက်ွက်မယ်ပတ်စံ5ဒင်းနဲ့တွဲရပါမယ်တွဲလာလို့ရှိရင်ကျွန်တော်တို့ကပြတ်ထားတဲ့ဥပဒေနီးဝင်နဲ့အညီခုံဖွဲ့ဖွဲ့ပြီးကျွန်တော်တို့စစ်ဆေးရပါမယ် ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလမှာလှိုင်းသာယာမဲယုံမှုကိုဖိအားပေးပြီးမဲစည်းမှာအမိမပါပဲလူ52ဦးမဲထည့်ခဲ့တဲ့အခြေအနေကိုစစ်ဆေးရေးယူနိုင်ဖို့ပြင်ဆင်နေတယ်လို့လည်းပြောပါရယ်။ဒါ့အပြင်ကော်မရှင်အနေနဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကိုရွေးကောက်ပွဲကျင်းပပြီး45ရက်အကြာမှာနောက်ဆုံးထားပြီးသမရဒဏ်အစီရင်ခံကရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေကိုအပြစ်သက်လုဆောင်မယ်လို့လည်းသိရပါရယ်ရှင်။